နောက်တဲ့ဆင်မတို့ထပ်ပြီးတော့ဆွေးနွေးပြီးသွားမှာက coronary bacteria ဒေသီရေအကြောင်းဖြစ်ပါတယ်ဒေသီရေကစုံစုံတာပေါ့နော်ဒါနဲ့ပတ်သက် British ဆိုတာငလျင်နှောက်ဆက်တွေကူးဆက်ရောဂါတွေကဒါပြဿနာပေးတဲ့တဲ့လူလူအတွက်ပြည်သူလူထုအတွက်ကျန်းမာရေးပြဿနာဖြစ်လာနိုင်တယ် public health concern ရှိရောဂါလို့ဆင်မတို့ပြောခဲ့တယ်ပြီးတော့ဒါဘလောက်ဖြစ်အသေးပြောက်များလည်းဆိုရယ် percentage နဲ့တကွာဆင်မတို့တခါရဲပဲပြောပြခဲ့ပြီးသားလေးရှိပါတယ်အဲ့တော့ဆင်မတို့ဒီမှာကတော့ coronary bacteria ဒေသီရေအကြောင်းဖြစ်တယ် အဲစုံစိုးနာတစ်သေးတွေရပါတော့။ဒါကိုကျွန်မတို့ဒီအောက်ကောင်အနောက်ဘက်မှာအဖက်ကြီးအကြီးပေါ့နော် memory pseudo memory ကတ်နေတဲ့ပုံစံမျိုးနဲ့မြင်ရတယ်ပေါ့နော်။အဲ့တော့ဖြစ်မယ်ဆိုလို့ရှင်တော့ဒီကောင်ကသွားပြီးတော့ဒီအသက်ရှူလမ်းကြောင်းကိုပိတ်တော်မျိုးဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ဒါအသက်ရှူချက်ပြီးတော့ဖြစ်တာ။အဲဒါတွေခံစားရတဲ့အပြင်ကိုတခါကျွန်မတို့နှလုံးကိုလည်းထိရတဲ့အတွက်ကြောင့်မလို့ဒါအမောဖောက်ဒါစတဲ့ဒါမျိုးတွေလူနာကကြုံရတတ်ပါတယ်။အိန္ဒိယဖြစ်မယ်လူနာဒီအသက်ဆုံးရှုံးတဲ့အဆင့်ဒီရောက်ရှိတတ်တယ်ပေါ့နော်။တခါကျွန်မတို့တောက်ဆင်ရှိတဲ့အတွက်ကြောင့်ဟုတ်လို့ဒီဒီတီးရီးယားရဲ့ တောက်စင်ဟာဒါကနောက်ကုလုံးပြန့်နှံ့ပြီးတော့ခါကျတော့အသက်သေးဆုံးတဲ့အထိပြင်းထန်တဲ့တောင်လေးကျွန်တော်ရှင်းပြပြခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ gram positive baseline တွေဖြစ်တယ် microscope အောက်မှာကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ထူးခြားတဲ့အနေအထားတကူကျွန်တော်ဒီလိုမျိုးလေးမြင်ရတတ်တယ်ပေါ့နော်။အဲတနေရာထဲမှာအဲတပြက်တပြဲဖြစ်နေရမဟုတ်ပဲနဲ့တနေရာထဲမှာတစုတစည်းတဲ့ပုံစံတစ်ခုပေါ်လိုမျိုးပုံဖော်နေတဲ့အနေအထားတွေ့ရတယ်ပေါ့နော်။ဒါကိုကျွန်တော်တို့ကအဲ picket fence ပေါ့နော်ခြံစည်းရိုးပုံစံဒါမှမဟုတ်ရှင်တဲ့ Chinese letter တရုတ်စာလုံးတွေပုံစံဆိုပြီးတော့ဒါကတော့စာရီရတော့တင်ထားတယ်ပေါ့နော်တရုတ်စာလုံးတွေပုံစံပြင်ဆင်မှာတော့ထည့်ပြီးတော့ပြပါမယ်နောက်ကကြတော့ဒီခြံစည်းရိုးပုံစံဆိုတာကစီစီလေးနဲ့ညီလေးဒါချထားတဲ့ပုံစံကိုကျွန်တော်တို့ပြောချင်တာဖြစ်တယ်လို့ယူဆတယ်ခြံစည်းရိုးတကယ်ပုံစံတွေတော့မတူပါဘူးเนาะပြင်ဆင်စည်းရိုးမှလည်းလို့တွန့်တက်ပြီးတော့ဖြစ်မနေဘူးဒါပေမဲ့လည်းပဲဒီအကောင်နေရှိပြီးတော့နေတဲ့ပုံစံပေါ့နော်ဒီ bezel line တွေရှိတဲ့နေနေထားကအဲ့လိုမျိုးထူးခြားတဲ့နေထားလေးရှိတာကိုကျွန်တော်တင်စားခြင်းတွေ့ဆောင်ဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော် တို့ quiz တွေပေါ့နော်မေးခွန်းတွေမှာဆိုလို့ရှိရင်လည်းပဲတတိပြုပြီးတော့ဖြေပြီးလိုပတ်တယ်ပေါ့နော် grinding ပဲ DVD theory ရဲ့အနေထားကဆိုလို့ရှိရင်အဲသူကထူးခြားတဲ့ပုံတရရှိရပေါ့နော် microscope မှာတခြားအဲပတိရိုင်းနဲ့ क्वे ပြရတဲ့တန်ကဒီတန်ဖြစ်တယ်ဆိုတော့လည်းထားမှာဖြစ်ပါတယ်အခုနပြောတဲ့ Chinese letter ပေါ့နော်တူလားမတူလားတော့ကြည့်ကြည့်ပေါ့နော်မတူပါဘူးတကယ်ကတော့ဒါပေမဲ့အစမကြည့်တာမတူဒါပေမဲ့ဒါကသူ့ရဲ့နေပုံထိုင်ပေါ့နော်ဒီ vessel line လေးတွေရဲ့နေပုံထိုင်ပေါ့ဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုကိုအဲသူကအဲစနစ်တကျ အဲပုံစံတစ်ခုအနေနဲ့နေတယ်လို့ကျွန်တော်တို့ယူဆရတယ်ဒါကြောင့်မလို့အဲဒါဟိုပါပေါ့နော်အတူတယ်ဆိုတော့ဟာကြတာတင်စားတဲ့အနေထားဖြစ်တယ်ဆိုတော့နားလည်နိုင်ပါတယ်အဲဒါကျမတို့ gram stain ပေါ့နော် microscope မှာမြင်ရတဲ့နောက်တဲ့ gram stain picture တခုဖြစ်ပါတယ် gram positive vessel line တွေကျမတို့မြင်နေရတယ်ပေါ့နော်အခုနောက်လိုမျိုးကျမတို့စီပြီးတော့ပုံစံတခုတည်းတော့မြင်နေရတာဟာတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲသူလည်းပဲအဲထူးခြားတဲ့ပုံစံတခုရှိတယ်ဆိုတော့ကျမတို့သတိပြုရမှာဖြစ်တယ် ဒီမှာဆိုလို့ရှိရင်ဒီလိုအတွန့်လေးတွေပေါ့နော်အဲဒါမျိုးလေးရှိတယ်တခါကျွန်မတို့ဒီဘက်မှာဆိုလို့ရှိရင်ခုနကကျွန်မတို့ဒီအဲရှေ့မှာပုံပြခဲ့တဲ့ဒီ picket fence ပေါ့နော်ဒီ chancellor ပုံစံလိုဒီမှာဒီနားလေးကနေပဲဒီလိုမျိုးလေးအဲတခုရှိတယ်တခါဒီဘက်အဲနားလေးမှာဆိုလို့ရှိရင်လည်းသူကဆူဆူစည်းလေးဖြစ်နေပြီးတော့တခြားဘက်ကိုရောက်မလို့ဒါမျိုးလေးရှင်နောက်တစ်ခါဒီမှာဆိုနေဒီလိုပုံစံမျိုးလေးပေါ့အဲဒီလိုမျိုးလေးတရုပ်စလုံးပုံစံမျိုးလေးရှိရဲအဲ့လိုအဲ့လိုလေးပေါ့ဒီမှာဆိုလို့ရှင်တဲ့အဲ့လိုပဲနည်းနည်းလေးတည်တာရယ်ပေါ့နော် ဒီဘက်တွေဆိုလို့ရှင်လည်းတည်တာရပေါ့နော်ဆိုတော့အဲ့ဒါမျိုးကျမတို့ဆိုလိုတာဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့မျိုးလုံးချင်းရအောင်လုပ်ထားမယ်ဆိုလို့ရှင်နော် coronary bacteria deep theory ကိုအဲကျမတို့ gram stain နဲ့ရင်ကိုပဲဒါကအဲကနေဦးတန်ရဝင်တဲ့အဆင့်မှာဒီလိုမျိုးလေးကျမတို့ကပုံဖော်ပြီးစစ်ဆေးလို့ရနိုင်ပါတယ်ဒါကခုနပြောရဲကျမ picket fence ပေါ့နော်အော်ခြံစည်းဥပါ စီထားတဲ့အနေအထားတခုပေါ့နော်ချန်စီယိုမှာကျွန်တော်တိုင်လေးတွေတို့မျိုးအလဲလေးအထောင်လေးတိုင်းစီထားတဲ့အနေအထားတခုပေါ့နော် စီပြီးတော့အဲထားထားတဲ့အနေအထားတခုကိုပဲတင်စားကြတာပဲပေါ့နော်ဒါနောက်ထပ် picket fence ပေါ့နော်ချန်စီယိုအနေအထား အဲ့တော့ကျမတို့သူ့ရဲ့ထူးခြားတဲ့ character ကခုနပြောလို့ Chinese character picket fans ဖြစ်ပါတယ် grand positive baseline ဖြစ်ပြီးတော့အဲသူ့သူ့ရဲ့အဲ baseline တစ်ခုစီမှာလည်းထူးခြားတဲ့အချက်ကအဲအားလုံးစုပြီးတော့နေတဲ့ပုံစံမှာလည်းထူးခြားတာမဟုတ်ဘဲနဲ့တကောင်ချင်းစီရဲ့ထူးခြားချက်လည်းပဲရှိတယ်။ဒါလည်းဆိုတော့အစိုးနှစ်ဖက်မှာအခုပုံစံမျိုးလေးတစ်လုံးစီရှိတာဖြစ်ပါတယ်။ဒါကိုကျမတို့က pitted ပေါ့နော် pitted ဆိုတာ player စီလေးပေါ့အစီလေးအဖို့လေးပုံစံမျိုးမြင်ရတယ်ပေါ့နော်။အဲ့ဒီကောင်ကြီးကကျမတို့က အဲတခြား stain တင်လိုက်မယ်ဆိုရင်တခြားနေရာတွေဆိုပြီးတော့အရောင်ရင့်နေတယ်။ဒါကြောင့်ကျွန်တော်တို့အပြာရင့်ရောက်သူမဟုတ်ခင်းရဲရောက် grand news တင်နေမြင်ရတယ်။ဒါတွေကကျွန်တော်တို့အဲ့နေရာတွေမှာသူရဲ့ bacteria ရဲ့ cell wall အလွှာပေါ့နော်။ peptide glycan အလွှာ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှိရ peptide glycan glycan နဲ့ပတ်သက်ပြီးရှိရ gram stain တင်တော့ဒီစာပြပြခဲ့ပြီးဖြစ်တယ်ပေါ့เนาะအဲ့တော့အဲ့ gram new လို့ကျွန်တော်တို့က beta chromatic gram new super core ပေါ့အဓိကတော့ကျွန်တော် color အဖြစ်သူများတခြားဒီ bacteria ရဲ့တခြားနေရာနဲ့မတူဘဲနဲ့အဲ့ဒီ peak ဖြစ်တဲ့အစွန်းအဖို့လေးနေရာလေးတွေအရအောင်ရင့်ပြီးတော့ထူးခြားနေတဲ့အကြောင်းကိုကျွန်တော်တို့ beta chromatic gram new လို့ပြောခြင်းဖြစ်ပါတယ် အဲ့ဒီ granule ထဲမှာဆိုလို့ရှိရင် bacteria ရှင်သန်စေရန်အတွက်ကို energy ပါတယ် phosphate တွေပါတယ်ဆိုလို့ကျွန်တော် training menu ထဲမှာထည့်ပြီးရေးထားတော့အားလုံးခြုံငုံပြီးတော့မှတ်မိကြမယ်လို့ထင်ပါတယ်အဲ့တော့ဒီမှာဒါကခုနပြောတဲ့ဟာပေါ့နော်ဒီဥစ္စာလုံးပေါ့ဒါမှမဟုတ်လို့ရှိရင်ခြံစည်းကိုစီထားတဲ့ပုံစံမျိုးမြင်ရမှာဖြစ်ပါတယ်တင်းပိုးပုံစံမျိုးတစ်ဖက်ထဲမှာဖောင်းနေတဲ့ဟာမျိုးလည်းတွေ့ရတယ်တချို့ဟာတွေဆိုလို့ရှိရင်တစ်ဖက်စလုံးမှာအစွန်းနှစ်ဖက်ဖောင်းမှာတချို့ဟာတွေကြောက်လည်းတစ်ဖက်ထဲမှာပဲရှင်ရောက်ပြရလိမ့်မယ်ပုံစံအဖြစ် pleomorphic ဖြစ်တယ်ဆိုတဲ့ဆင်မှာတော့ပြောရမှာပေါ့နော်ဒီစကလုံးကကျွန်တော်နည်းနည်းလေးသတိထားပြီးမှတ်ဖို့လိုမှာဖြစ်ပါတယ် question မှာမေးခွန်းတွေမှာမေးတယ်ပေါ့နော်အဲဒါကသူ ူကြတဲ့အချက်ဖြစ်ပါတယ်။ဒါကကျွန်တော်အနည်းကလေးပေါ့နော်ခုနကကျွန်တော်တို့ဒီ Chinese letter ပုံစံလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်ဒီလိုအဲပုံစံတစ်ခုလေးပေါ့နော်။အဲ ဇလုံးဇလုံးတီးကြရမှုပဲ ਨੇ ပုံစံအပြင်တရုပ်ဇလုံးပုံစံပေါ့နော်ဒီလိုဒီလိုလေးအဲဒီလိုတစ်ခုခုလေးပေါ့အဲအဲ့ဒါမျိုးလေးကိုဆရာမတို့ကပုံစံတင်စားခြင်းပါပေါ့နော်အဲဒီမှာဆိုလို့ရှင်တဲ့ဒါမျိုးလေးရှိတယ်ဒီဘက်မှာဆိုလို့ရှင်တဲ့ဒါမျိုးလေးရှိတယ်ပေါ့နော်အဲဒီဘက်ဒီမှာလည်းပဲဒါလေးဆိုလို့ရှင်တီးတာဒါလေးဆိုလို့ရှင်တဲ့တီးတာပေါ့နော်ဆိုတော့ဒါမျိုးလေးကိုဆရာမတို့မှန်တက်အောင်ပေါ့နော်ဖုံဖော်ရအောင်ဖြစ်ပါတယ်မျိုးလုံးအိုင်း train ရပြီဆိုလို့ရှင်ဒါလေးကမခက်ပါဘူး အဲ့ဒါကျမတို့ basic dyes တွေကတခုဖြစ်တယ်မီတိုင်လင်းဘလူးကိုသုံးလိုက်မယ်ဆိုလို့ရှင်လေပို့ပြီးတော့သူညီရှာမြင်ရတယ်ပေါ့နော် gram stain တဲ့ဆောင်လို့ရှင်ဒီကောင်လေးရပို့ပြီးတော့ဒီ beads လေးပေါ့အစွန်းတစ်ဘက်ကဒီ beads လေးအဖောင်းလေးတွေ metal chromatic granule လေးကိုကျမတို့ဒီညီရှာမြင်ရနေတယ်ပေါ့နော်ဒီမှာပို့ပြီးတော့ high power လည်းတင်ထားတဲ့အတွက်ကြောင့်ပို့ပြီးတော့လှရတယ်ပြီးတော့ဓာတ်ပဲရယူရဆိုတော့ကာချားယူရကာချားယူတာဆိုပို့တော့ခါကျတော့တန်တယ်ပေါ့နော်တန်တယ်ဆိုအကောင်ကြီးကိုကျမတို့ဒီချာရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျမတို့နားလဲရပါဖြစ်မီတိုင်လင်း blue ဒီ stain technique ကိုကျမတို့သုံးမယ်ဆိုလို့ရှင်ဒါမျိုးလေးမြင်ရမှာဖြစ်ပါတယ်အဲ့တော့မီတိုင်လင်း blue နဲ့ သက်ရဆိုတာရှိပိုင်းက immunology ကို basic laboratory step training မှာရမိတယ်လည်းပြုနေပတ်သက်ပြီးတခြားလေးသင်ပြထားတာရှိပါတယ်အားလုံးဒါကိုပြန်ပြီးတော့ချုံကုန်ကြည့်မယ်ဆိုလို့ရှင်လည်းဒီမှာလာပြီးတော့ပြန်ချိန်စင်မယ်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲတော့လည်းကျွန်မတခြားပြောခဲ့တာက immunity blue ကိုတခြားသောကျွန်မတို့ bacteria လိုဟာမျိုးတွေမှာလည်းပဲဆေးဆိုးစီးနေနဲ့သုံးတယ်ဆိုပြီးတော့ပြောခဲ့တာလေးရှိအောင်အားလုံးမှတ်မိကြမယ်လို့ထင်တယ်ပေါ့နော် ဒါနောက်တစ်တမျိုးကကျွန်မတို့က Albert Stein ပေါ့နော်ဒီမှာကျွန်မတို့ခုနကမှမိသားစုလင်း Blue Stein ထပ်စာလို့ရှင် Albert Stein နဲ့ဆိုလိုက်တဲ့အခါမှာတို့ရှင်အကောင်ကဘက်ဇလိုင်းကအစိမ်းအောင်ဖြစ်ပြီးတော့အစွန်းမှာရှိတဲ့ကောင်လေးကကျွန်မအရင်လေးပေါ့နော်အဲ့နဲ့ရောင်ပုံစံမျိုးလေးမြင်ရတယ်အဲ့တော့ဒီကောင်လေးကတော့ပို့ပြီးတော့လှပို့ပြီးတော့လည်းပဲထင်ရှားတဲ့အတွက်ကြောင့် Albert Stein ကဆိုလို့ရှင်လည်းပဲပို့ပြီးတော့ဒါက confirm လုပ်တဲ့ Stein တမျိုးဖြစ်တဲ့ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ Stein ကသုံးခုရှိတယ်ပေါ့နော် Gram Stein ရှိမယ်မိသားစုလင်း Blue Stein ရှိမယ်ပြီးတော့ခါကျတော့ Albert Stein ရှိမယ်ဆိုလို့ရှင်ကျွန်မတို့အဆင်ပြေရပေါ့နော်ဒါကိုကျွန်မတို့သိချာ identify ုပ်လို့ရပါတယ်ဒါ Albert Stein ရဲ့ပုံစံလေးပေါ့နော်ဒါမြင်မှုအောင်ပြတာ Uranus ကျမတို့ Grand Stein နေလို့မျိုးပေါ့နော်စီးပူးပုံစံအဲ့ဒါမျိုး preparation ပါပဲ respiratory တွင်တီးရတာကျွန်တော်ခုနမြင်ခဲ့ရတဲ့အတိုင်းပဲစုံစိုးနာဆိုပြီးတော့ဒီအသက်ရှူလမ်းကြောင်းအဝမှာစိုးနေတဲ့အဖက်တွေပေါ့နော် membrane တွေကိုကျွန်တော်တို့မြင်ရနေတဲ့အခါဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒါကိုဒီ microscope မှာစစ်ဆေးလို့ရှင်စစ်ဆေးရဲ့ test ကခုနကပြောလို့ stain နေတဲ့စိုးစိုးစိတင်ပြီးတော့ကြည့်ရပေါ့။နောက်တဲ့ confirmation လုပ်တဲ့ test ကတော့ toxin test ဖြစ်တယ်။ ELAT test ဖြစ်တယ်ပေါ့နော်။ ELAT test နဲ့ပတ်သက်ပြီးကျွန်တော်တို့ training manual ထဲမှာတရားလေးရှင်းပြထားတယ်။ဘယ်လိုလုပ်လဲဆိုတော့လည်းပဲပြောပြထားတယ်။ဘယ်လိုမျိုးအဲ preparation လုပ်တယ်လေဘယ်လို interpretation လုပ်လဲပါကျွန်တော်ပြောပြထားတာရှိပါသေးတယ်။ပြီးတော့နောက်ထပ်ထပ်ပြီး တော့သူနဲ့ခွဲရမယ့်ဟာတကူကအဲ cross အဲ coronavirus coronavirus ulcer ဖြစ်ပါတယ်သူ့လောက်တော့အရင်မပြင်းဘူးပေါ့နော်အဲဒီ coronavirus antibody ရဲ့လောက်တော့ပြဿနာအရင်မဆိုးပြင်မဲ့လည်းပဲသူလည်းပဲအဲဒီ ulcer ပေါ့နော်အရေးပြားအနာကြီးဖြစ်စီရဲ့အတွက်ကြောင့်မလို့ရုပ်ကြီးဖြစ်ပါတယ်ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့အခက်မသိလို့ရှင်တော့အသက်တည်ဆုံးနိုင်တဲ့ဒါကိုလည်းပဲကျွန်တော်တို့နားလည်ထားဖို့လိုအပ်ပါတယ်ခွဲပေးရမယ်ပေါ့နော်အဲ့တော့လိုအပ်လို့ဆိုလို့ရှင်တော့ oxygen strain ဆို coronavirus antibody ရဲ့လာဒါမှမဟုတ်ရှင်တဲ့ coronavirus ulcer လာဆိုတာကိုကျွန်တော်တို့ခွဲပေးဖို့လိုအပ်လာမှာဖြစ်ပါတယ် ဒါကကျွန်မတို့ခုနကပြောရတဲ့ဒီ coronary bacterial ulcer ကြောင့်မလို့တွေ့ရတဲ့အနေအထားပေါ့နော်ခုနက diphtheria နဲ့လည်းပဲဆင်နေပေါ့နော်ဟိုအနောက်မှာဆိုတော့အာခေါင်ဒီအာသီးရဲ့အနောက်မှာအဖက်ကလေးပေါ့နော် membrane ကပ်နေရဟာရေဒါကကျွန်မတို့ဒီ အဲဆိုရမရင်းကန်နေဟာရဲ့တခါကျမတို့ဒီအနောက်မှာဆိုလို့ရှိရင်ဒီအစာရေမျိုးအဝပေါ့နော် ferrets ရဲ့ဒီအဝအနားလေးမှာအဲဒီ membrane ကန်နေရဲ့နေရာတခါကျမတို့ c မှာဆိုလို့ရှိရင်လည်းပဲဒီ bronchial ပေါ့နော်ဒါကကျမတို့ဒါ scope နဲ့ကြည့်ရဲ့အနေထားပေါ့နော်အဲလေပြောတဲ့ဟိုမြန်မြောင်းတဲ့ချောင်းပြင်နေတာဖြစ်သွားပြီဒီနေရာမှာလည်းပဲလာကျမတို့လေပြောနားလေးမှာလေပြော membrane ပေါ့နော်လေပြောရဲ့နေနိုင်ရဲ့ပေါ်မှာလာပြီးတော့ဆိုရမရင်းကန်နေရဲ့နေထားကျမတို့တွေ့ရမှာဖြစ်တယ်အဲတော့အဲလေအသက်ရှူလမ်းကြောင်းအဝအနားလေးပေါ့နော်အပေါ်ပိုင်းကျမတို့အစာရေမျိုးအဝအနား စားပြီးတော့လေးပြောတဲ့ဒီကိုအဲ့လိုမျိုးအဲအဖက်ကလေးတွေပေါ့နော်ဆူရိုမရင်းလေးတွေအရဆိုရှင်ပြဿနာပြီးတတ်တယ်ဆိုတော့ဆရာမတို့ဒီမှာအဲကိုရိုနီဗက်တီးရီးယားအာဆာရမှာလေးတွေ့ရပါတယ်ဆိုပြီးတော့ပြောထားဖြစ်ပါတယ်အဲ့တော့ဒါကလည်းကျွန်တော် channel တစ်ခုကယူထားတာ emerging disease ဆိုပြီးတော့ emerging ဆိုတာကျွန်တော်ပြဿနာပြီးနိုင်နေတာပေါ့နော်လူတို့ချင်းချောက်တဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့က emerging disease list ထဲမှာ diphtheria ကိုထည့်ပါတယ်ပေါ့နော်ကိုရိုနီဗက်တီးရီးယားကိုဆရာမတို့ထည့်ရဲဆိုတော့နားလည်ထားမှာဖြစ်ပါတယ်ဒါကကျမတို့ဒီတိပ္ပိယမှာတွေ့ရတဲ့ဆူရိုမန်ရိန်းပေါ့နော်အဲ စင်စင်မဲ့နော်ခုနကောင်နဲ့တူတယ်ဒါလို့ဆိုရင်တော့အာဒီရဲ့အရှိပိုင်းနောက်ကိုရောက်တယ်ဆူရိုမမ်မရီဖြစ်တယ်ပေါ့နော်ဒတ်တီဝိုက်ပေါ့သူရဲ့စကလုံးအုံနှုံးက30ပါအဖြူပုံမှာကက်ညက်ညက်အဖြူပတ်ကြီးပေါ့အဲ့ဒါကြီးကက်နေအောင်ဆင်မတို့နေရမှာဖြစ်ပါတယ်တခါလေးကြောက်လို့ရှင်အဲ့ဟာကိုဆင်မတို့ GPA မှာပေါ့နော်ဟို geo တနေဆင်မတို့အဲ zero အဲထူရီရောဂါကူစေရန်အငယ်လေးမှာလာပြီးတော့ပြပြီးတော့အဲပါဇက်ဖြဲကြီးလို့အဲ့ဒါတွေ့ပြီးဆိုလို့ရှင်အဲ့ဒါတည်ထားမှာဘာလို့လဲဆိုတော့ဒါ community ပေါ့နော်ဒီလူတွေထဲမှာဒီဥစ္စာပြန့်နေပြီဒါကြောင့်မို့လို့ဒီဟာကိုကျွန်တော်အဲ patient ကို isolate လုပ်ပြီးကုသကိုလိုရတယ်လို့ တခြားသော contact တွေကိုလည်းပဲကျွန်တော်လိုက်ပြီးတော့အဲကြည့်ကြည့်ရမယ်ပေါ့နော်တခြားဘယ်လိုခုနကလည်းအသက်ရှူလမ်းကြောင်းပြဿနာဖြစ်နေရဖျားနေလို့ဘယ်လိုသူ့ရဲ့မိသားစုဝင်တွေမှာရှိတဲ့စာဒါမျိုးကျွန်တော်လိုက်ပြီး contact လုပ်ကြည့်ရမယ်ဒါဟိုအသက်အန္တရာယ်အဖြစ် modality ကကျွန်တော်တန်ပတ်ဆန်လောက်ရှိတယ်ဆိုတော့ရှိရလေးပဲကျွန်တော်တို့ပြောခဲ့ပြီးဖြစ်ပါတယ်ကာဝယ်စီထိုးတဲ့ကိစ္စတွေကိုကျွန်တော်ချိတ်ဆက်ပြီးတော့ဟာကြတော့ဆက်လက်လှုပ်ဆောင်လာရမှာဖြစ်တယ်ဆိုတော့ဒီပတိရီယာကျွန်တော်တို့ဒါ community မှာဆိုလို့ရှိရင်ဒါ report လုပ်ရမယ်ယောဂါဖြစ်တဲ့ဆိုအောင်နားလည်ရမှာဖြစ်ပါတယ်သက်ဆိုင်ရာကျန်းမာရေးဌာနတွေကိုအကြောင်းကြားရမယ်ပေါ့နော်ဆက်ရှင်ကျွန်တော်ဒါကိုတွေ့ရတယ်ဒီ ဒါကိုကျွန်မတို့တန်ရရှိပြီဆိုတာလေးဝယ်တန်အဲဒီတန်ရရှိဒီနေဟာမှာစစ်စည်းတဲ့ data ကိုကျွန်တော်စစ်စည်းထားတာကိုကျွန်တော်ပို့ဆောင်ပြီးတော့ဟာကျွန်တော်ယောဂါကိုအတည်ပြုရရမှာဖြစ်ပါတယ် confirmation test နေနေရဆိုတော့ elect test ကိုလုပ်ပေးရမှာဖြစ်ပါတယ် coronary bacterial theory toxicogen နဲ့ strain ဖြစ်တယ်ဆိုလို့ရှင်တော့ elect test positive ဖြစ်ပြီးတော့ and oxygen နဲ့မဟုတ်တဲ့ဟာဆိုလို့ရှင်တော့ကျွန်တော် elect test negative ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ training menu ထဲမှာဒီ test ရဲ့ elect test ရဲ့ဒီ principle ရဲ့အဲ precipitation ပေါ့နော် gel precipitation နေစနစ်ကိုအခြေခံထားတယ်။ဒါခါကျွန်တော်တို့ဘယ်လိုမျိုး interpretation လုပ်ကလေးဆိုတာကိုတွေ့ဖက်ပြီးတော့ပြောထားတယ်။ပြီးတော့ဒါကို prepare လုပ်ဖို့အတွက်မှာဘာတွေလိုရမလဲဆိုတော့လေးပဲကျွန်မတို့ပြပြထားရရှိရတဲ့အတွက်ကြောင့်မလို့တွေ့ဖက်ပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့နားလည်မှာဖြစ်ပါတယ်။ အဲ့ကျမတို့ကတောက်ဆီဂျင်နေစတီကိုသိကျင်နေဆိုလို့ရှင်အဓိကက ELAT test ကိုသုံးရမယ်ဆိုပြီးတော့ကျွန်တော် training manual မှာတခြားလေးရေးပြထားတယ်ပေါ့နော်ဒါ precipitation test အမျိုးအစားအုပ်စုတွေရဖြစ်တယ်ဒီဘက်မှာပုံလေးပါဒီမှာဒီကောင်လေးကပိုရောင်ရှင်းနေရပေါ့နော်ဒီဘက်က negative control ဒီဘက်က positive control အဲ့တော့ကျွန်တော်တကယ် analysis ရှင်နေဒီ strain ရဲ့ဟာကအဲ quarantine bacterial deep theory တောက်ဆီဂျင်နေ strain ဖြစ်လားမဖြစ်လားဆိုကျွန်တော်ဒါလေးသွားပြီးတော့အတည်ပြုကြည့်ရပေါ့နော်ဒါ confirm ပြီဆိုလို့ရှင်တော့ဒါသိကြပြီ ELAT test positive ဆိုလို့ရှင်ဒါကအဲဒါ quarantine bacterial deep theory သိကြရဲလို့ကျွန်တော်ပြောလို့ရတယ် ားသောစစ်နေရှိရဆိုပေမဲ့လည်းပဲအဲ Gramstein တော့တဲ့ပေါ့နော်ကနေဦးဆရာမဆစ်ပြီးတော့လို့ရှင်တော့ဒီကောင်ဆရာမ celebrate ဆစ်ပြီးတော့ debut ပေးရတာဖြစ်တယ်ဆိုတော့ဆရာမအားလုံးနားလည်ထားအောင်ဖြစ်ပါတယ် အဲဘာဘလုံးနည်းနဲ့ကူးဆက်လဲဆိုရင်ကျမတို့ကအသက်ရှူလမ်းကြောင်းဆိုင်ရယောဂါပေါ့နော်အမုံဆက်တွေအရေဆက်တွေအားစပြီးကူးဆက်တယ်လူလူချင်းထိထွေရပြီးကူးဆက်ဒါကြောင့်ကျမတို့ဒီတယောက်ဖြစ်ပြီးဆိုလို့ရှိရင်ဒါက community ထဲမှာပြန့်နေပြီးတော့ကျမတို့ဒီကိုအတွက် contact တွေကိုလိုက်ပြီး trace လုပ်အောင်ဖြစ်ပါတယ်မိသားစုဝင်သူရဲ့အလုပ်လုပ်တဲ့နေရာတခြားသောကျမတို့ဒီအဆောင်နေပါနေရဲဆိုဒါမှမဟုတ်လို့ရှိရင်လည်းပဲအားလုံးစုဝေးတဲ့နေပြီးတော့အဲနေရာတဲ့နေရာမျိုးတွေဆိုလို့ရှိရင်အဲ့နေရာ contact တွေကိုကျမတို့လိုက်ပြီး trace လုပ်ကြည့်ရမယ်ဖြားနေရဲလူစားတွေရပြီးဒီလိုလူတွေကိုကျမတို့ကလိုက်ပြီးတော့အားကြတော့ trace လုပ်ပြီးတော့လိုအပ်လို့ရှိရင်စစ်ဆေးမှုတွေကိုအဒီ ပြုပေးဖို့လိုအပ်တယ်။လိုအပ်လို့ရှိရင်ဆောင် isolate လုပ်ထားပြီးတော့စောင့်ကြည့်နေဖို့အတွက်လိုအပ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအသက်ရှူလမ်းကြောင်းအတွင်းမှာ mucus membrane ပေါ့နော်။ pseudo membrane လို့လည်းခေါ်တယ်။ pseudo ဆိုတာကအတူကိုပြောတာ။ membrane အစ်စ်ပုံပဲနဲ့ဒီနေရာမှာလာပြီး mucus ပေါ်မန်ရီပုံစံဖြစ်နေရဲကောင်းကျွန်တော်တို့ကအဲ့လိုခေါ်လိုက်တာပေါ့နော် respiratory disease ကိုမျိုးတွေ့ရတယ်ဒီခါကျွန်တော်တို့အရေပြားမှာလည်းတွေ့ရတတ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ cutaneous diphtheria လို့ခေါ်တယ်ဒီခါဒီကြလို့ရှင်မျက်လုံးနှာခေါင်းအမျိုးသမီးဆိုရှင်မိမဲ့ကိုဒီနေရာတွေမှာလည်းပဲ cutaneous diphtheria တွေကိုတွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ diphtheria လို့ပြောလိုက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့က respiratory diphtheria အသက်ရှူနေကြောင်းဆိုင်ရာရောဂါကိုတန်းပြီးတော့မြင်ပြီးတော့တခြားသောအရေပြားပြဿနာတွေရှိတတ်တယ်တခြားသောကျွန်တော်ခန္ဓာကိုယ်မှာပြဿနာဖြစ်တတ်တယ်ဆိုတာလေးပဲခေါင်းထဲမှာထည့်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါတခုလည်းမဟုတ်ဘူးပေါ့နော်တခြားဟာတွေလည်းတွေ့ရတော့ပြောလိုက်ပြီဆို ို့ရှင်ဒါဟိုဟိုမဖြစ်နိုင်ဘူးစသည်ရပဲဒါမှားနေရဆိုပြီးတော့ဒါဟိုတွားပြီးတော့ညင်းမိမှာဆိုတော့ဒါဆီမှာကြိုးပြီးတော့ပြောပြပေးထားတာဖြစ်တယ် ဒီမှာကျမတို့ diphtheria ကို skin မှာဖြစ်တဲ့အနေအထားပေါ့နော်ဒါကို diphtheria diphtheria လို့ကျမတို့ပြောလို့ရတယ်ပေါ့နော် coronavirus diphtheria အကြောင်းဖြစ်တာ respiratory system မှာတွေမဟုတ်ဘူးပေါ့နော် not only affect respiratory system but the skin as well ဒီရမှာလေးဖြစ်ပါတယ်ဆိုပြီးခါကျ open wound အဲအနာကြီးကဟပြေးပေါ့နော်အဝါစဝိုင်းပုံစံနဲ့လာပြီးတော့ဖောက်ချထားလို့တော့ခင်ဗျားတို့ကြောင့်ပန့်ရှောက်အားစားပုံစံမျိုးကျမတို့တွေ့ရတယ်ပေါ့နော်တော်တော်ကြီးဆိုးရဲဆိုလို့ရှိရင်ဒီကောင်လည်းပိုးစိတ်တင်ပြောခါကျတော့လူနာအသက်တည်ဆုံးနေတယ်သူရဲ့တောက်ဆင်ကပြင်းထန်တယ်ဆိုတော့ကျမတို့သိထားမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကုသယောဂအများပြကုသယောဂတစ်ခုအနေနဲ့ကျွန်တော် imagine disease ဆိုပြီးကျွန်တော်ခုနကပြောထားရပါတော့ရှိနေသေးတယ်ကျွန်တော်ပြရအောင်ရှိပါတယ်ခုနက case ကပြခဲ့တဲ့ကျွန်တော်တို့ imagine disease ဆိုပြီးတော့ arthritis အဲ chronic bacterial arthritis အောင်ပြခဲ့တဲ့ case ကဂျပန်က case ပေါ့နော်ဒီအခုဒီမှာကျတော့ကျွန်တော်တခြားသောနိုင်ငံတွေမှာဆိုပြီး Russia ဆိုပြီးရဲ့ဒီကိုလည်းထည့်ပြီးတော့ပြောထည့်ကြပါတယ်1992တိမှာဆိုလို့ရှိရင်အဲ့မှာဆို outbreak အကြီးကြီးဖြစ်ခဲ့တာကိုအဲကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်ကာဝယ်ဆေးတိကျမထိုးတာဘောနော်ကျွန်တော်တို့ diphtheria ကာဝယ်ဆေးကိုကနေဘွားမှာမထိုးရခဲ့ဆိုလို့ရှိရင်အသက်သေဆုံးနိုင်တဲ့ပြဿနာရှိပါတယ် ပြီးတော့ဟာကြောင့်တကယ်လို့များပေါ့နော်အဲ့နေရာအဲ့ယောဂါတွေရှိတဲ့နေရာ endemic ဖြစ်တဲ့နေရာတွေတွားမယ်ဆိုလို့ရှင်လည်းပဲကူးစက်နိုင်ခြင်းမြင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြဿနာရှိရပေါ့နော်အဓိကတော့ toxicogenic strain ပေါ့နော် chronic bacterial diphtheria မှာမှာမှာ toxicogenic strain ရှိရပေါ့နော်အဲ့ကောင်ရှိတယ်ဆိုလို့ရှင်မတို့သတိထားမှာဖြစ်ပါတယ်ဒါနောက်ထပ်ရှင်မတို့ အဲ cutaneous diphtheria ပေါ့နော်အရေပြားမှာဖြစ်တဲ့ diphtheria တမျိုးသူ့ရဲ့အနာကခုနကအဝိုင်းကြီးတော့မဟုတ်ဘူးဒါပေမဲ့ပပတ်လေမှာဆိုတော့ဟိုပါပေါက်ချထားတဲ့ပုံစံမျိုးဖြစ်နေရဲ့အနာဒဏ်ရနည်းနည်းနဲ့တယ်ပြီးတော့အနာသတ္တရာဆိုလို့ရှိရင်လည်းဒီလိုထူပင်းပင်းကြီးဖြစ်နေရဲ့ပေါ့နော်ဒါလေးရဲ့ဆိုတော့သတိပြုရမယ့်ဟာပေါ့နော်ဒီကောင်ကတော့တိတ်မထင်ရှားဘူးဒီဘက်ကနေအာကောင်ကအဲအဲ့တိတ်မထင်ရှားဘူးဒီအကြီးရတော်တော်ကြီးထင်ရှားရှားနဲ့တွေ့ရတဲ့ဟာမျိုးပေါ့နော်နောက်တဲ့ဒီအရေပြားမှာဖြစ်တဲ့ အဲနောက်တဲ့အကောင့်တစ်မျိုးကတော့ ulcerin ပေါ့နော် qd ဒီ coronary bacterial ulcerin ပေါ့နော် diphtheria မဟုတ်တဲ့တခြားသောဒီအုပ်စုတွေရာလည်းပဲဒါမျိုးရေပြားပြဿနာပေးတတ်တယ်ပေါ့နော်ဒါကတော့ရှားတယ်ပေါ့လေအဲဘာဖြစ်လဲကျွန်တော်တို့ဒါမြင်မှုအောင်လို့ရေပြားမှလည်းဖြစ်တယ်ဆိုတော့ခုနက ulcerin ပေါ့နော် coronary bacterial ulcerin ကအသက်ယူလမ်းကြောင်းမှာဖြစ်သလိုဒီရေပြားမှလည်းဖြစ်တယ်ဆိုတော့ဒါနားလည်ထားဖို့ကျွန်တော်တို့ပြရတာဖြစ်ပါဒီမှာဒီလူနာဆိုတော်တော်ကြီးသူ့ရဲ့ရေပြားရဲ့အဲဒီမှာဒီလိုဖြစ်နေပြီတခြားဒီအယိုးနဲ့ပတ်သက်တဲ့ပြဿနာတွေလည်းရှိနေတဲ့အတွက်ကြောင့်မလို့အယိုးနဲ့ပတ်သက်တဲ့ဒီဒီပြ စ္စည်းတွေပါသူရဲ့အထဲမှာထည့်ပြီးတော့ဒါကုသခံနေရတယ်ဆိုတော့လေကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာအယိုးမှာဒီဟွာဖြစ်တဲ့ပစ္စည်းဒီဒီပစ္စည်းကြီးစတီးချောင်းတွေတုံးပြီးတော့ခါကြတော့ဒီအယိုးကိုဒါကုသထားတဲ့အနေထားကိုပြရတာဖြစ်ပါတယ်ဒါကျမတို့ဥရောပဘက်ကနေပြီးတော့စင်ပြူစွဲဂျာနယ်ဒီဇိုင်းကနေကျမယူထားတာ2018ခုနှစ်ကဒီဒီရကေးစတွေ့ရဲ့အနေထားတွေကိုဒီမှာကဘာပေါ်မှာပင်နေရည်လေးဆိုတော့သူကပြထားတာပေါ့နော်ဒီမှာအစင်းရောင်ပြထားတဲ့နေရာတွေဟာ60နှစ်အထက်ဆိုတော့ နေရတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံပါဝင်နေဒီမှာ120ခုနှစ်ရောက်ပေါ့နော်2018ခုနှစ်အတွင်းမှာသူတို့ဒါရရှိရဲ့ case တွေကနှီးပေါ်မှာပုံများ230 Iran ပေါ့နော် Iran နိုင်ငံ Philippines မှာလည်းများပါတယ်နောက် India 1000နဲ့ရှိရှိတယ်1900နောက်ကနေ8000ကျော်ဆိုတော့ကနေ Indonesia 1000ကျော်ရှိရဲ့ Pakistan ရှိရဲ့ Yemen ရှိရဲ့နောက် Nigeria Haiti Venezuela ပေါ့နော်အဲ့တော့ ASEAN အာဖရိက အမေရိကပေါ့နော်အဲ့လိုနိုင်ငံတွေမှာအများကြီးကျမတို့တွေ့နေရတယ်ပေါ့နော်ဒါ imagine imagine disease ဆိုပြီးတော့ဒါကြောင့်မလို့ဒီဒီရောပြောတာဖြစ်တယ်ကာဝေးဆေးထုတ်ဖို့လည်းကျမတို့အထက်ထက်တိုက်တွန်းနေရတဲ့အနေထားကဒီဟာကြောင့်ဖြစ်တယ်ဆိုကျမတို့နားလည်ရမှာဖြစ်ပါတယ်